မင်္ဂလာပါမြစ်ချနာတဲ့တဲ့ချန်နယ်ရဲ့ဇွန်လ9ရက်နေ့ရေဒီယိုအစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် စစ်ကောင်စီရဲ့အတမစစ်သားစုဆောင်းခံရသူ25000ကျော်ရှိလာပါပြီ။ကချင်ပြည်နယ်မြစ်ချနာမြို့မှာစစ်ကောင်စီကလိုင်စင်မဲ့ယာဉ်တွေကိုစစ်ဆေးပြီးဖမ်းဆီးအရေးယူတာတွေပြုလုပ်နေတယ်လို့မြို့ခံတွေဆီကသိရပါဗျ။ကချင်ပြည်နယ်အတွင်းတဘာဝပတ်ဝန်းကျင်ဆိုင်ရာပေါ်လစ်စီတွေကောင်းမွန်စွာချမှတ်ကျင့်သုံးတာမရှိဘူးဆိုရင်အနာဂတ်နှစ်တွေမှာအလွန်ဆုံးရတဲ့အခြေအနေကိုရောက်ရှိမယ်လို့ကချင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ဆောင်ရှောက်ရေးအဖွဲ့ KEG ကသဘောထားထုတ်ပြန်လိုက်ပါဗျ။ စားတဲ့တဲ့နဲ့ဝတ်တင်ဆက်ပေးမှာပါကျွန်တော်ကတော့ assistant တင်ဆက်သူဆောက်ဆိုင်ဖြစ်ပါတယ်ကချင်ပြည်နယ်မြစ်ချတာမြို့မှာစစ်ကောင်စီကလိုင်စင်မဲ့ရင်တွေကိုဆက်ဆဲပြီးဖမ်းဆီးအရေးယူတာတွေပြုလုပ်နေတယ်လို့မြို့ခံတွေဆရာတီးရပါတယ်။ကိုရှိုင်းကတင်ဆက်ပေးမှာပါ။မြစ်ချတာမြို့မှာအခုရက်ပိုင်းကလိုင်စင်မဲ့ကားမောင်းလာတဲ့မြို့သားတအူးကိုစစ်ကောင်စီက ကားနဲ့အတူဖမ်းဆီးလိုက်တယ်လို့ကြားသိရကြောင်းမြို့ကအမျိုးသမီးတဦးကမြစ်ချနာသတင်းချန်နယ်ကိုပြောပါတယ်။ဒီဝါနေထပ်ပုန်ကြီးကလောအိုင်ဝါလေ။ဒါဆိုတော့ကားမဖိနေအလုံးလုံးတဲ့သူကားရောက်ဝယ်လုပ်တဲ့သူကမနေ့တနေ့ကသူ့ရဲ့ဝတ်တောက်ကားနဲ့မြို့ထဲသွားတာ။အဲ့မှာသူ့ကိုဖမ်းလိုက်တယ်။ကားလေးတင်လိုက်တယ်။အခုထိမလွတ်လာသေးဘူး။မြစ်နားမြို့မှာလက်တလောလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေတဲ့အတွက်ဆိုင်ကယ်နဲ့မြို့ထဲသွားဖို့တောင်ခက်ခဲနေတယ်လို့လဲဆိုပါရယ် စစ်ကောင်စီကမြို့တွင်းနဲ့မြို့ပြင်တွေမှာလိုင်စင်မဲ့ကားတွေကိုစစ်ဆေးဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့မြစ်ချနာမြို့ကအမျိုးသားတဦးကပြောပါတယ်အဲ27မိုင်မှာအခုတော့2ရက်လောက်ဖမ်းတယ်လို့ပြောတယ်။ဗလာမင်းတင်တားမှလည်းစစ်တယ်။မစ္စနာမျိုးတွေမှာနေကမှဖမ်းတယ်ဘူး။ညမှာအခုတော့ဖမ်းတယ်လို့ပြောတယ်။တချို့ကလူတောင်ပါတယ်လို့တည်င်းကြားတယ်။ ပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာကျင်းပခဲ့တဲ့လုံခြုံရေးဆိုင်ရာအစည်းအဝေးမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလိုင်စစ်မဲ့ရင်တွေကိုပန်းစစ်အေးအေးယူဖို့ပြောဆိုပြီးနောက်အခုလိုပန်းစစ်တာတွေလှုပ်ဆောင်နေတာပါပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် ကချင်ပြည်နယ်အတွင်းတဘာဝပတ်ဝန်းကျင်ဆိုင်ရာပေါ်လစီတွေကောင်းမွန်စွာချမှတ်ကျင့်သုံးတာမရှိဘူးဆိုရင်အနာဂတ်နှစ်တွေမှာအလွန်ဆိုးရင်ရတဲ့အခြေအနေကိုရောက်ရှိမယ်လို့ကချင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ KEG ကသဘောထားထုတ်ပြန်လိုက်ပါတယ်ထရေဇာအတင်ဆက်ပေးမှာပါအခုအချိန်မှာကချင်ပြည်နယ်အတွင်းတဘာဝပတ်ဝန်းကျင်ထင်းထင်းရဲ့မရှိတဲ့အတွက်ကြောင့်တိထုတ်လောက်တာတတုမြေရှာသူဖော်ရာ၆စိန်နဲ့ရွှေစားတဲ့တရံစားသားတွေကို အလိုအကျိုးပုံမလို့ဆောင်နေတာသိရှိရတယ်လို့ဆိုပါရယ်အဲဒါကြောင့်သဘာဝဘေးရန်တရေတွေဖြစ်တဲ့အရေးကြီးတာမြေပြိုတာရာသီဥတုပြောင်းလဲမှုတွေနဲ့တစ်တော်ပစ္စည်းမှုတွေကြောင့်ပြည်သူလူထုရဲ့အသက်ဆုံးရှုံးတာထိခိုက်ဒဏ်ရာရရှိတာလူနေအိမ်နဲ့အများပြည်သူအဆောက်အုံတွေပျက်စီးဆုံးရှုံးနေရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါရယ်သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးမှူးဝါဒတွေ ထိရောက်မှုမရှိတာကြောင့်လက်ရှိကာလမှာနေစဉ်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေဟာဆက်လက်ဖြစ်ပေါ်နေပြီးလွန်ခဲ့တဲ့ရာစုနှစ်တွေကျအလွန်ဆိုးဝါးလာတဲ့အခြေအနေကိုရောက်ရှိလာနေတယ်လို့ဖော်ပြပါရှိပါတယ်။ဒီအခြေအနေတွေကြောင့်မိမိတို့နေထိုင်တဲ့နေမျိုးတွေဟာသဘာဝဘေးအန္တရာယ်တွေရဲ့အချိန်ချောင်းမှုအောက်မှာတည်ရှိလာနေတယ်လို့သိရပါတယ်။ မိမိတို့နေမြေတဘာဝပတ်ဝန်းကျင်စိမ့်လန်းစုပြဖို့နဲ့တဘာဝဘေးအန္တရာယ်မကကွယ်နိုင်ဖို့ဖြစ်တွင်ပြပအဖွဲ့အစည်းတွေနဲ့အတူပြည်သူလူထုတွေအားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ဒီကနေ့ကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာတဘာဝပတ်ဝန်းကျင်တွေမှာ KEJ အနေနဲ့သဘောထားတို့ပြလိုက်တာဖြစ်ပါတယ်အနာဒိန်စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးတဲ့နောက်အတမစစ်သားစုဆောင်းခံရသူအရေအတွက်ဟာတနစ်ကျော်အတွင်း 2,954ရောက်ရှိလာပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စီးရင်တွေအရာသိရပါဗျာ။ ဒီအရေးအတွက်ဟာစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းလိုက်တဲ့2024ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဇွန်လနေ့ရက်နေ့အထိစီးရင်တွေဖြစ်တယ်လို့ NUG ကဆိုပါတယ်။အတမစစ်သားစုဆောင်းခံရသူအများဆုံးဒေတာကတော့မန္တလေးတိုင်းဖြစ်ပြီးစုစုပေါင်း4919ယောက်ဒုတိယအများဆုံးကတော့ရခိုင်ပြည်နယ်မှာ3951ယောက်နဲ့တတိယအများဆုံးကတော့အေယာဝတီတိုင်းဖြစ်ပြီး3636ယောက်အထိအတမစုဆောင်းခံခဲ့ရတာဖြစ်ပါတယ်။ စုဆောင်းခံရသူတွေထဲမှာအမျိုးသား11529ယောက်အမျိုးသမီး86ယောက်အသက်16နှစ်အောက်28ယောက်ပါဝင်ပြီးကျန်တဲ့14331ယောက်ကအသက်ကြားမှအချက်လက်တွေအတိအကျမသိရဘူးလို့ဆိုပါတယ်စမုံမထမနေရဥပဒေကိုတော့2024ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်ကောင်စီကအသက်သွင်းခဲ့တာဖြစ်ပြီးအခုချိန်မှာတင်ဒန်းအပတ်စဉ်73ကိုပြုလုပ်နေပါတယ် စစ်ကောင်စီကတော့စစ်မှုထမ်းတင်တဲ့အပတ်စဉ်တစ်ခုကိုအင်အား9000ဝန်းကျင်စုဆောင်းမယ်လို့ပြောဆိုထားပြီးအသက်16နှစ်ကနေ35နှစ်အရွယ်တွေအကျုံးဝင်နေတာပါ။ဒါပေမဲ့တင်တဲ့အတွက်လူသစ်စုဆောင်းရတာခက်ခဲနေတာကြောင့်နိုင်ငံအနှံ့မှာအတင်းအသမဖန်စီခေါ်ဆောင်မှုတွေကိုစစ်ကောင်စီကဆက်တိုက်ပြုလုပ်နေပါတယ်။ဒါအပြင်ပြည်သူ့လုံခြုံရေးနဲ့အစံဖက်နေတဲ့အဖွဲ့ကိုလည်း2024ဩဂုတ်လ16ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးအဲ့ဒီအဖွဲ့တွေကိုရက်ွက်ကြေးဝါအဆင့်ထိဖွဲ့စည်းတာနဲ့လက်နက်တပ်ဆင်တာတွေကိုလည်းပြုလုပ်ပေးနေပါတယ်။ က်အတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြံမာရေးကိုဂရုစိုက်နိုင်မယ်ဆက်ကဲနီလန်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတဝမ်းမှာထိခိုက်နှနာမှုများစွာကြုံတွေ့နေရပါတယ်ဒီအထဲမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတည်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြံမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နီလန်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ် ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်တော့ကာရီဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ဖော်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေးတွေကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုရင်ဖွင့်ပြောဆိုတာ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နေလက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထိအတွေ့ညင်ခွင်းတွေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာ ညင်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတရိတ်ဆန်လေးတွေနဲ့ဆောက်ကစားရမျိုးတွေလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာဂျမ်းမာရီနဲ့စိတ်ပိုင်းဆိုင်ရာဂျမ်းမာရီကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့ အိတ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေရော့နေနေနိုင်ပေမယ့်ရေတပ်ပြေဝအောင်အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်၆ကိုယ်လက်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမားတွေပုံရိပ်တွေကကိုယ့်ကိုယ်စိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာ ပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီး အကျိုးဆက်အနေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းသည့်တွေ အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူးယစ်ဆေးဝါးသုံးဆွဲတာကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်စတဲ့ ကိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်ဆနေဒီကာလမှာကိုမလုပ်ပေးနိုင်မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးက ကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီကနေ့သတင်းချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီကနေ့သတင်းချန်နေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။